အားလုံးပဲမင်္ဂလာပါတရှင်တွေအားကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့တရှင်က infinity ကိုသုံးပြီးတော့ limit တန်မိုးရှာနည်းလေးကိုရှင်းထားတာဖြစ်ပါတယ်เนาะရှင်းဗီဒီယိုလေးမှာတော့ကျေက infinity အကြောင်းလေးရှင်းထားတာရှိပါတယ်မကြည့်ရသေးဘူးဆိုလို့ရှိရင်ကြည့်စေချင်ပါတယ်เนาะဆိုတော့ဒီ limit တန်မိုးရှာတဲ့နည်းတွေကဒီအထက်တန်းသင်္ချာအပိုင်းဖြစ်သွားတဲ့အတွက်တရှင်က ပေါ်ယူဆိုတဲ့ခေါင်းစဉ်လေးနဲ့ပဲရှင်းထားတာဖြစ်ပါတယ်။မင်္ဂလာပါ။ limit a stands to infinity a square minus 2 a plus 1 over a square minus 1ဒါတော့ကျန်တော့ limit တောင်ရှာတော့မှာပေါ့နော်အဲ့လိုရှာတဲ့အခါမှာဒီ shadow ရဲ့တန်ဖိုးရလာတဲ့အဖြစ်ဒီနော် real number ဖြစ်နေဖို့ဆိုလို့ချင်းတနည်းအားဖြင့် define ဖြစ်တယ်လို့ခေါ်ပါတယ်နော် ဆိုအဲ့လိုဖြစ်နေဘူးဆိုလို့ရှိရင်တခြားရောရဲ့ infinity တန်ဖိုးအစားသွင်းရမယ် x ရဲ့နေရာလေးဒီအပိုင်းကိန်းနေရာလေးမှာ ဖြစ်နေရပါမယ်နော် 1/x တို့ 1/x2 တို့ဒီလိုလေးဖြစ်နေမှသာလေဒီ x ရဲ့နေရာလေးမှာတခြားရော infinity အစားသွင်းမယ်အဲ့တော့ 1/infinity 1/infinity ဆိုတာလေးဖြစ်သွားတော့ သူဒီဘာရမှာလဲ0ဆိုတဲ့ဒါလေးကိုရလာတယ်ဒါဒီအပိုင်းကြီးလေးရဲ့နေရာလေးကိုပြောတာပေါ့နော်ဒီ limit တန်ဖိုးကြီးတစ်ခုလုံးရဲ့အဖြစ်ကိုပြောတာမဟုတ်ဘူးနော်ဆိုတော့1 over infinity ဒီဘာကြောင့်0ဖြစ်တာလဲဆိုတာလေးကိုလည်းဒီရဲ့အရှိဗီဒီယိုလေးမှာရှင်းပြထားတာလေးရှိပါတယ်နော်အဲ့ဒါလေးကိုမကြည့်ရသေးဘူးဆိုရင်ကြည့်စေချင်ပါတယ်အခုထရတို့ဒီ limit တန်ဖိုးလေးရှာတာကြည့်ရအောင်နော်အကြီးဆုံး ခကိန်းကအိတ်စကွဲဖြစ်နေတဲ့အတွက်ထဲလို့ရှေးကအိတ်စကွဲကိုလည်းအိတ်စကွဲနဲ့စားမယ်။နောက်ပြီးရင် minus 2h ကိုလည်းအိတ်စကွဲနဲ့စားမှာဖြစ်တယ်။ပြီးတော့ plus 1ကိုလည်းအိတ်စကွဲနဲ့စားမှာဖြစ်ပါတယ်။နော်ပိုင်းခြေပိုင်းခြေမှာလည်းဒီလိုပဲရှေးကအိတ်စကွဲကိုလည်းအိတ်စကွဲနဲ့စားမယ်။ minus 1ကိုလည်းအိတ်စကွဲနဲ့စားမှာဖြစ်ပါတယ်။ เนาะအဲ့တော့မှာ equal to limit x tends to infinity ဟုတ်လားမှာအရှိရကျေတော့1ဆိုတာလေးရမယ် minus 2x over x square က2 over x ဆိုတာလေးရမယ်ပြီးရင် plus 1 by x square ဖြစ်မယ်နောက်ပိုင်းခြေ x square over x square က1 minus 1 over x square ဖြစ်မယ် ဲ့လိုဖြစ်ပြီးဆိုတော့မှတခြားတို့အစားသွင်းရမယ် x နော်ဒီ x ကပိုင်းခြေမှာရောက်သွားပြီဒါကြောင့် infinity ကလည်းပိုင်းခြေမှာနော်လာပြီးအစားသွင်းမှာဖြစ်ပါတယ်ဆိုတော့အစားသွင်းတဲ့အဆင့်လေးကိုဆက်ကြည့်ရအောင်နော်အဲ့တော့အစားသွင်းတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာ limit ဆိုတာလေးမရှိတော့ဘူးဆိုလို့ရှိရင်နော်1 minus 1 over infinity plus 1 over infinity square ဆိုတော့လည်း infinity ပဲเนาะနောက်1 minus ဒီမှာလည်း1 over infinity ဖြစ်မယ်အဲ့တော့မှာ1 over infinity ရာ0တွေဖြစ်မယ်ဆိုတော့ minus 0ဆိုတော့မှာသူဒီဘာရရလာမလဲ1 over 1ဆိုတော့သူ့ရဲ့ limit တန်ဖိုးလေးဒီ1ဆိုတော့အဖြေလေးကိုကျင်ရပါတယ် เนาะဒါကတော့ချက်တော့ infinity အစတဲ့အခါမှာ3ထားမယ်ချက်လေးဖြစ်ပါတယ်မင်္ဂလာပါ